အဲတော့လေအမ်ဘယ်လိုပြောမလဲငငယ်တည်းက तू ကကားမောင်းပြီးပို့အကြောင်းလိုက်ပို့တာကားမောင်းတင်ပေးမယ်ဆိုတော့လေ तू ကဟိုလိုက်ပြီးတော့တင်ပေးတာပေါ့နော်ဆိုတော့ထူးဆန်းကြရပုံမှန်ဆိုအဖေတွေကတင်ပေးတာလीနော်ဆိုတော့အခုကပို့ကကြောင်အမေကတင်ပေးတာအဲတင်ပေးပြီးတော့ license ဖြည့်ရဖြည့်ပြီးတော့နောက် license ရပြီးနောက်နေ့ရနဲ့တယောက်တည်းမောင်းထွက်သွားတော့ तू ကစိတ်မချအောင်ဆိုတော့ကားမောင်းကတော့အဲ့လိုမိတင်ပေးရဟုတ်။ तू ကလေဟို तू ကမောင်းတက်တဲ့သူဆိုတော့ကားမောင်းတက်တဲ့သူတွေရဲ့ဟာဘာလဲဆိုတော့ မောင်းတဲ့သူက brake နင်းရမယ့်အချိန်မှာဘေးက passenger က brake ကိုမရှိတဲ့ brake ကိုနင်းနင်းမိနေပြီလေနော်ဆိုတော့အဲ့ဒါကတော့အရင်ကြုံသွားပြီးအာ lever မနင်းနဲ့ brake ပဲနင်းဆိုတော့ lever မနင်းမဲ့ကားဘယ်လိုမောင်းလို့ရမှာလဲပေါ့နော်ဆိုတော့အဲ့ဒါလေးကတော့ကြုံသွားရတာပေါ့ Okay အဲဒီနေ့မှာတော့ဂျီလီဒီ EX5 ကို launch လုပ်တဲ့အခါမှာယောက်ျားလေးတွေအတွက်က main ကလေးတွေအတွက်ကအသုံးပြုရတာ ရွယ်ကူတယ်အဆင်ပြေတယ်ပြီးတော့ဟို energy လဲ safe ဖြစ်တယ်ပြီးတော့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာလည်းအထောက်အကူတကယ်ဖြစ်စေမယ်လို့ကိုကိုယ်တိုင်လည်းကြုံတွေ့ခဲ့ရတယ်ဆိုရဲခါကြတော့ဒီနေ့ launch လုပ်တဲ့ကားလေးကိုလည်းအားလုံးနှစ်သက်ကြမယ်လို့ထင်ပါတယ်ဆိုတော့ဒီ Geely A5 လေးကိုလည်းအများကြီးအားပေးချပါလို့ပြောချင်ပါတယ်ကားမောင်းရတာအရန်ကြိုက်တယ်ဘဝလေးဟိုကား ကားလဲကိုယ်တိုင်မောင်းရတာကိုဘေးကထိုင်စီရတာတက်ပူကြိုက်တယ်မိသားစုရင်းနဲ့သွားရင်လည်းဟိုကိုယ့်ရဲ့အဖေအထက်ကိုကိုယ်တိုင်ပဲမောင်းပေးပြတာများတယ်ဆိုတော့ကားမောင်းရတာကြိုက်တဲ့သူတယောက်ပေါ့နော်ဟုတ်ဟိုးကားလေအဲ့လိုတကူတကသွားမောင်းရတာမဟုတ်ပဲနဲ့မောင်းဖို့မောင်းနေရတာဆိုတော့ကိုကားမောင်းပေးမဲ့သူတယောက်ကိုဟိုအမြဲတမ်းရှိချင်မှရှိရဆိုတော့ကိုကအចောင်းသွားကလေးကအဲ့လိုကိုယ်တိုင်မောင်းသွားလေးရှိရအခုအလုတ်တီသွားရင်လည်းကိုယ်တိုင်မောင်းသွားလေးရှိရပေါ့နော်ဆိုတော့အဲ့လို တချင်းလေးဖွင့်မယ်ကားလေးမောင်းမယ်ဆိုတာပိုးအတွက်အဲ့လို relax ဖြစ်တဲ့ဟာလေးဖြစ်တယ်ပေါ့အာသူကလေအမ်ဘယ်လိုပြောမလဲငငယ်တည်းက तू ကကားမောင်းပြီးပို့အကြောင်းလိုက်ပို့တာကားမောင်းတင်ပေးမယ်ဆိုတော့လေ तू ကဟိုလိုက်ပြီးတော့တင်ပေးတာပေါ့နော်ဆိုတော့ထူးဆန်းကြရပုံမှန်ဆိုအဖေတွေကတင်ပေးတာလीနော်ဆိုတော့အခုကပိုးကကြောင်အမေကတင်ပေးတာအဲတင်ပေးပြီးတော့ license ဖြည့်ရဖြည့်ပြီးတော့နောက် license ရပြီးနောက်နေ့ရနဲ့တယောက်တည်းမောင်းထွက်သွားတော့ तू ကအစိတ်မချအောင်ဆိုတော့ကားမောင်းကတော့ အဲ့လိုမင်းတင်ပြရဟုတ်။ तू อ่ะလေဟို तू อ่ะမောင်းတက်တဲ့သူဆိုတော့ကားမောင်းတက်တဲ့သူတွေရဲ့ဟာဘာလဲဆိုတော့မောင်းတဲ့သူက brain နေရမယ့်အချိန်မှာဘေးက passenger က brake ကိုမရှိတဲ့ brake ကိုနင်းနင်းမိနေပြီလေနော်။ဆိုတော့အဲ့ဒါကတော့အရန်ကြုံသွားပြီ။အာ lever မနင်းနဲ့ brake ပဲနင်းဆိုဟို lever မနင်းမဲ့ကားဘယ်လိုမောင်းလို့ရမှာလဲပေါ့နော်။ဆိုတော့အဲ့ဒါလေးကတော့ကြုံသွားရဲ့ဟာပေါ့။အမဟိုအကောင့်တူတူပါပဲဟို အဖေလဲဂျုံရင်သူဂျုံတဲ့ဟာလေးပေါ့အမေလဲသူလုတ်ပေးနိုင်တာရှိရင်ဆိုဟိုမိဘနှစ်ယောက်လုံးကတော့ကိုယ်အမြဲတမ်းသူထောက်ပံ့ပေးတယ် support လုပ်ပေးတယ်ဆိုတော့လေ နေရာလုံးတူတူတင်ပေးကြပါတယ်။ကားကတော့ပိုရို SUV EV ဖြစ်တယ်။ SUV ဆိုတော့ဒါခရီးသွားရင်လည်းစီးလူကောင်းတာပေါ့နော်။ပြီးတော့ပိုရိုလိုမျိုးပစ္စည်းအများကြီးတင်ရတယ်၊ရှူတင်နေသွားရတယ်၊သူတွေအတွက်ဆိုရင်သူ့ရဲ့ကားအတွင်းခန်းနေပစ္စည်းထဲဟာရအရန်ကျဲတယ်။ပိုရိုဆိုလူလဲလူရောကားရောအပြည့်ရှူတင်သွားရတာလေနော်။ဆိုတော့ဒီအတွင်းခန်းကျဲတဲ့ဟာကိုအရန်သဘောကျတယ်။ပြီးတော့ခုနကကားပေါ်မှာ ကနေဆင်းလာရတဲ့အချိန်မှာကားပေါ်တက်ထိုင်ကြည့်လိုက်တော့အရင်ကိုတက်တောင်းတက်တာရှိတယ်ဆိုတော့ခီးဝေးသွားရလေအရင်အဆင်ပြေတယ်ပေါ့နော်အာနောက်ပြီးတော့သူ့ရဲ့ speaker system လေးကိုလည်းပွားကြိုက်တယ်ဆိုတော့ခီးသွားရဆိုလို့ရှိရင်ကားမောင်းတဲ့သူမအိတ်ချင်အောင်တခြင်းဖွင့်တယ်ဘေးရမိသားစုတွေကအိတ်သွားခြင်းနေဆိုရင်သူကဟို private mode လေးနဲ့ကိုဒီ driver seat နားမှာပဲအတန်ကြီးကြားခြင်းလည်းရတယ်ပေါ့ဆိုတော့အဲ့ဒါလေးကိုလည်းကိုသဘောကျတယ်ပြီးတော့အဲ့လို design မိုင်းလေးလည်းတော်တော်သဘောကျပါတယ်ဟုတ် အဲသူက SUV ပုံမှန်ဆိုရင် main ကလေးတွေက SUV မောင်းလေးမရှိဘူးလို့ပြောထင်တယ်ပေါ့နော်ပိုးကိုယ်တိုင်လည်းဟိုအဲစတော့ဆို SUV ကိုမယွေးချေခြင်းခဲ့ဘူးဒါပေမဲ့တကယ်တမ်းကျတော့သူကဒီဇိုင်းပိုင်းလေးလဲဟိုလှတယ်ပြီးတော့ဟို360 camera လည်းပါတဲ့ခါကျတော့ main ကလေးတွေကားပါကင်ထိုးကခတ်တာတွေပါရင်လည်းမဖြစ်ဘူးပေါ့နော်အာဆိုတော့ဒါကျစီအများကြီးထည့်စင်တဲ့ပိုးလို့မင်းကလေးတွေအတွက်လည်းအဆင်ပြေတယ်ဆိုတော့ဒီကားလေးကရွေးချယ်တင်တဲ့ကားလေးဖြစ်ပါတယ် ကားတော့တစ်ခါမှလက်ဆောင်မရဘူးတော့ကားလက်ဆောင်ရရင်ပျော်မိမှာပဲအဲဟုတ်ကဲ့ပါပိုးကိုမြေရန်ချစ်ပြီးတော့အားပေးကြရဲပိတ်သက်တီအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ရောက်ရှိနေတဲ့အခမ်းအနားကကြီးလီ A5 လေးကိုလည်းပိတ်သက်များအားပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်